Thank you. င်္ဂလာပါ2025ခုနှစ်ဧပြီ25ရက်တောက်ကြနေ့တိုင်းတင်ဆက်ပေးနေကြရှစ်ပြမြေရဲ့ရုပ်တံသတင်းတွေတင်ဆက်ပေးသွားပါမယ်။ဒီတစ်ပတ်သတင်းတွေကတော့တရုတ်အကူအညီနဲ့လာရှုံမျိုးထဲကိုစစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်လာပါတယ်။နမ်ဆန်မြို့နယ်ကကျေးရွာတစ်ခုမှာအသက်9နှစ်အရွယ်ကလေးငယ်ကိုအကူဝုံးဝဲဖြစ်သူကအဓမ္မပြုကျင့်ခဲ့ပါတယ်။မူဆယ်မြို့မှာဓမြတိုက်မှုနဲ့လူရဲမှုတွေခက်စိတ်စိတ်ဖြစ်ပွားနေပါတယ်။ဒီသတင်းတွေအပြင်တခြားသတင်းတွေလည်းတင်ဆက်ပေးသွားဖို့ရှိပါတယ်။ ရှမ်းမြောင်လာရှိမြို့နယ်မိုင်းရော်တိုက်နယ်ကဒေတာခံမျိုးသားတို့ကိုကျွဲခိုးရောင်းတဲ့ဆိုတဲ့အမှုနဲ့ကိုကန်တက် MNDAA ကတည်တဲ့အထိရိုက်နှက်ခဲ့တယ်လို့ဖြစ်စဉ်ကိုတရှိရသူအမျိုးသားရဲ့ပြောပြချက်အရတရားပါတယ်။ ဖြစ်စဉ်ဟာပြီးခဲ့တဲ့ဧပြီ18ရက်ည9နာရီမှာအသက်25နှစ်အရွယ်မိုင်းအိုက်မန်စုတူကို MNDAA ကဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ဧပြီ19ရက်မှာမိုင်းအိုက်မန်တည်ဆုံသွားခဲ့ကြောင်း MNDAA တပ်သားတအူးကတူရဲမီတာစုဝင်စီကိုလာရောက်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီတည်ဆုံသွားတဲ့တူရဲခနာကိုမှလည်းရိုက်နဲ့နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကိုလည်းဖြစ်စဉ်ကိုတရှိသူအမျိုးသားပြောပြပါဗျာ။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးတေဆုံးဒူမီတာစုလင်ကတရားမျှတမှုရဖို့မျှော်လင့်နေကြပြီးကိုကန်တပ်ဖက်ကတစုံတရာလာရောက်ပြောဆိုထားတာမရှိသေးပါဘူး။အလာဒူဧပြီ20ရက်ကလည်းလာရှိုးနောင်မွန်စီကနေပြန်လာတဲ့အမျိုးသမီးတဦးကိုနောင်မွန်နဲ့နတ်ပေါင်ချားမှရှိတဲ့ဂိမ်းဆောင်နေတဲ့ကိုကတ်တတာကတနက်တည်းအပြင်ဒုံနဲ့ပါညုံမဲတဲ့အထိရိုက်နှက်ခဲ့ပါဗျာ။ တိုင်းတက် TNA ထိန်းချုပ်ထားတဲ့ဒီဘောမျိုးနဲ့တုံဆင်ရွာမှာအမျိုးသားတူမိုင်းနေမိပြီးခြေတော်တစ်ဖက်ပြတ်ထွက်သွားခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ April 16ရက်ညနေ6:00နာရီဝန်းကျင်မှာအသက်50အရွယ်ကိုထွန်းထွန်းစုတူကလမ်းပေါ်ကနေစစ်ကောင်စီတပ်ရဲ့တပ်စခန်းဟောင်း23တပ်ထဲငတ်သွားပစ်ချင်းမိုင်းနေမိလို့ဘဲဘက်ခြေတော်ဆုံရှုံခဲ့ရပါဗျ။လက်ရှိအချိန်ထိမိုင်းနေမိတဲ့အမျိုးသားဟာဒီဘောမျိုးပြည်သူစေယုံမှာကုတမှုခံယူနေရပါဗျ။ ပြည်ခဲ့တဲ့မတ်လ17ရက်ကလည်းတုံစင်ရွာကအမျိုးသားတူတောင်ရသွားရင်မိုင်းနေမိလို့တိတ်ဆုံးသွားခဲ့ပါဗျ။စစ်ကောင်စီတပ်ထင်းချုပ်ထားတဲ့မူဆယ်မြို့မှာအမျိုးသမီးတူဒမြတိုက်ခင်ရပါတယ်။ဒါအပြင်မူဆယ်မြို့မှာလူရဲမှုတွေလည်းဆူဆူရရဖြစ်နေတယ်လို့ဒေတာခန်တို့ရဲ့ပြောပြချက်အရသိရပါတယ်။ ဧပြီလ27ရက်နေ့လယ်ပိုင်းကမူဆယ်မြို့ကောင်းမွန်တုံရက်ကွက်မှာဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတဦးကိုအင်စီကဖြူစီးလာတဲ့အမျိုးသားအုပ်စုကဓမြတိုက်သွားခဲ့တာဖြစ်ပါတယ်။မူဆယ်မြို့မှာလူတက်မှုဓမြတိုက်မှုလူရဲမှုနဲ့ပြန်ပြီးဆွဲမှုမကြာခဏဖြစ်ပွားနေပေမဲ့ဗဲမှုကမှတက်ဆိုင်ရာကအေးအေးယူဖြစ်ရှင်းပေးနိုင်တာမရှိခဲ့ဘူးလို့ဒေတာခံများအဆိုကြပါတယ်။ ဒါအပြင်မက်စလာ24ရက်ကလည်းမူဆယ်မြို့ကောင်းမှုလွယ်ရပ်ကွက်မှာဆိုင်ကယ်မောင်းလာတဲ့အမျိုးသားတဦးကိုကားမောင်းလာတဲ့အမျိုးသားတဦးကဆိုင်ကယ်ပေါ်ကနေဆွဲချပြီးပြက်ပေးဆွဲခဲ့ပါတယ်။စစ်တပ်အနာသိမ်းပြီးနောက်မူဆယ်မြို့မှာမူရစေဝါရောင်းဝယ်သုံးဆွဲတူနဲ့လောင်းကစားဝိုင်းတွေအရင်ကထက်ပိုများလာပြီးခိုးမှုလူရဲမှုနဲ့ဓမြတိုက်မှုတွေလည်းမကြာခဏဖြစ်ပွားနေတဲ့နယ်စပ်မြို့တစ်ခုဖြစ်ပါတယ်။ လက်ဖြစ်ပုံပောက်ကွဲခဲ့တာကြောင့်နမ့်ဆန်မျိုးနဲ့အရှိလုံတောင်ရွာကအသက်9နှစ်အရွယ်လွေးဆိုင်မွန်းနဲ့10နှစ်အရွယ်ကျယ်စင်အောင်တို့မောင်နှမနှုတ်ဦးဒဏ်ရာအပြင်ထံရရှိခဲ့တယ်လို့ဖြစ်စဉ်ကိုတရှိရသူအမျိုးသားပြပြချက်ရတရားပါတယ်။ပြခဲ့တဲ့ဧပြီ20ရက်နေ့လယ်နာရီဝန်းကျင်ကအရှိလုံတောင်နဲ့မန်လန်းရွာကြားမှာရှိတဲ့လက်ပတ်ချံတဲ့မပောက်ကွဲသေးတဲ့လက်ဖြစ်ပုံယူဆချင်းပောက်ကွဲခဲ့တာကြောင့်လွေးဆိုင်မွန်းရဲ့ဝန်ပိုင်းနဲ့ ခွင်ရီရဲ့ပါမှာဒံရရခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ဒံရရတဲ့လွေးဆိုင်မွန်းတဲ့ခွင်ရီတို့ကိုနှက်မခံပြည်သူစေရုံမှာ ကုတမှုခံယူဖို့ပို့ဆောင်ထားပြီးငွေကြေးအကူအညီလိုအပ်နေတယ်လို့လည်းဆိုပါတယ်။အဲ့ဒီလက်ဖက်ချံအနည်းကိုတောင်တက်ပြီးမကြာခဏဖြတ်တန်းတွားလာတာရှိသလိုလွန်ခဲ့တဲ့2020ခုနှစ်ကလည်းမန်လန်းရွာအနီးဝန်းကျင်မှာစစ်ကောင်စီတပ်နဲ့ TNL တို့တိုက်ပွဲဖြစ်ပွားခဲ့မှုတယ်လို့ဒေတာခန့်တွေပြောပြချက်အရတရားပါတယ်။ ရှမ်းမြောင်လာရှိုးခရိုင်မိုင်းရော်တိုင်းနဲ့ဂျာယန်ကျေးရွာအုပ်စုမန်ကျူရွာကတာတနပိုင်းနယ်မြေထဲကိုကချင်တပ်မတော် KIA ကတပ်စခန်းချထားတာကြောင့်ရွာခံတွေကကန့်ကွက်နေကြပါဗျာ။ မန်ကျူရွာရဲ့ဘုန်းကြီးကျောင်းအထက်ကုန်းကတာတနာပိုင်မြေထဲခရင်ကြီးကပြီးခဲ့တဲ့ဧပြီ3ရက်မှာတက်စကန်အဖြစ်ဆောက်လုပ်နေပြီးဧပြီ17ရက်မှာမန်ကျူရွာခံအလုံးကတက်နေရပြောင်းရွှေ့ပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီ18ရက်မှာလည်းရွာခံတွေကခရင်ကြီးထံကန့်ကွက်စာထပ်မံပို့ပေးခဲ့ပေမဲ့ဒီနေ့အထိခရင်ကြီးဘက်ကပြောင်းရွှေ့ပေးတာမရှိသေးဘူးလို့ဖြစ်စဉ်ကိုတရှိရတူတူကပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတုံ့ပြန်ချက်တရားဖို့ KAI ကို KAI ရဲ့ပြောရေးစုခွင့်ရှိသူဘူမူကြီးနော်ဘူးကိုရွှေဖြူမြေကဖုန်းနဲ့ဆက်တွေ့ခဲ့ပေမဲ့ဆက်တွေ့လို့မရခဲ့ပါဘူး။တန်းဒေတာနမ်ဆန်မြို့နယ်ထဲကကြေးရွာတကူမှာ9နှစ်အရွယ်ကလေးငယ်တဦးကိုအသက်20အရွယ်အကူဝန်းဝဲဖြစ်သူကအတမပြုကျင်းခဲ့တယ်လို့ဖြစ်စဉ်ကိုတရှိရသူအမျိုးသမီးရဲ့ပြောပြချက်အရတရားပါတယ်။ ပြည်ခဲ့တဲ့ဧပြီ၁၈ရက်ကနှမ်ဆန်မြို့နယ် RMJ ရွာအုပ်စုထဲကအသက်၅နှစ်အရွယ်ကလေးငယ်တဦးကိုအသက်၂၀အရွယ်အကိုဝန်းပွဲတော်ဆက်သူကလက်ဖက်ချံထဲကကြောက်ကဘာတစ်ခုတည်းကိုခေါ်သွားပြီးအတမပြုကျင့်ခဲ့တာဖြစ်ပါတယ်။အဒမပြုချင်းခံခဲ့ရတဲ့ကလေးငယ်ဟာလက်ရှိအချိန်ထိမူဆယ်မျိုးမှာစေကူတာမှုခံယူနေရတယ်လို့လည်းသိရပါဗျ။တင်ဆက်ပေးထားတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ပေးခဲ့တဲ့ပရိသတ်တွေအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။